ချမ်းသာမှုဆိုတာမတော်တဆကံကောင်းလို့ရတာမဟုတ်ပဲရေရှည်ပန်းနိုင်တဲ့စနစ်တကြစီမံခန့်ခွဲမှုရဲ့ရလဒ်ဖြစ်ပါတယ်လူတိုင်းကချမ်းသာကြွယ်ဝဖို့အိမ်မက်မက်ကြပါမယ်လက်တွေမှာတော့လူနည်းစုတစုကအမှန်တကယ်စီးပွားရေးလိုလမ်းမှုကိုပိုင်ဆိုင်နိုင်ကြပါတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကပြင်ပအခြေအနေတွေကြောင့်မဟုတ်ပဲမိတ်ဆွေတို့ရဲ့အတွေ့အကြုံနဲ့နေစဉ်အလေ့ကျင့်တွေကြောင့်ပါပဲ ချမ်းသာကြောကားမှုစီဥတီတဲ့ခရီးလမ်းမှာမိတ်ဆွေရဲ့အကြီးဆုံးရန်သူဟာမိတ်ဆွေရဲ့စိတ်ဓာတ်နဲ့ကိုယ်ပိုင်ဆုံးမြတ်ချက်တွေသာဖြစ်ပါတယ်။စိတ်ကူးရင်အိမ်မက်မတ်နေုံနဲ့မပြီးပဲပြင်းပြတဲ့ဆန္ဒနဲ့စနစ်တကျလက်တွေ့လှုပ်ဆောင်ခြင်းဖြင့်သာငွေချေးချမ်းသာလာအောင်လုပ်ယူလို့ရပါတယ်။တစိတ်ပိုင်းဆိုင်ရာနဲ့အမူကျင့်ဆိုင်ရာအတားအဆီးများချက်ချင်းလိုချင်စိတ်လူများစုဟာချက်ချင်းပျော်ရွှင်မှုကိုလိုချင်တတ်မှတ်ကြပါတယ်။ဒါဟာလူတစ်ပါးပါပါ။မဆန်ရတာနဲ့ပူကောင်းတဲ့ကပူချီးတဲ့အိမ်နောက်ဆုံးတော့ ုံစသဖြင့်ချက်ချင်းသုံးပြခြင်းကြပါတယ်ဒီလိုဝင်ငွေထပ်ပို့သုံးတဲ့အလေးချင်းအားစူဆောင်းတာရင်းနှီးမြှုပ်နှံတာတွေလုပ်ဖို့ရငွေကိုမချန်ထားနိုင်အောင်ဖြစ်စီဖြစ်ပါတယ်ချမ်းသာတဲ့သူတွေကတော့ချက်ချင်းကြီးနံမှုကိုဆိုင်းငံ့နိုင်ကြရှိပါတယ်သူတို့ဟာလက်ရှိမှာခြွေတာပြီးအနာဂတ်အတွက်စနစ်တကျရင်းနှီးမြှုပ်နှံခြင်းဖြင့်ငွေကိုအလုပ်လုပ်ခိုင်းပါတယ်ရင်းနှီးမြှုပ်နှံမှုအသိပညာလဲပါခြင်းငွေကြေးချမ်းသာဖို့ဆိုတာပတ်စံကပတ်စံကိုပြန်ရှာပေးအောင် လုပ်ဖို့ကအဓိကပါဒါပေမဲ့လူများစုကယင်းနှိမ့်မြုံနေ ရှုံထွေးတဲ့ကိစ္စဒါမှမဟုတ်အန္တရာယ်များတဲ့လောင်းကစားတစ်ခုလိုပဲထင်နေကြပါဗျ။ဗန်းထဲမှာပဲဝေးစုထားရင်ဝေးဖောင်းပွားမှုကြောင့်သူတို့ရဲ့ပတ်စံတက်မှုကတဖြည်းဖြည်းကျဆင်းနေတယ်ဆိုတော့အတိမထားမိကြပါဘူး။မတိထားတွေဟာစနစ်တကျရင်းနှီးမြှုပ်နှံခြင်းရဲ့ကြီးမားတဲ့ဒါစီတွေဖြစ်နေပါဗျ။အန္တရာယ်ယူဖို့ကြောင့်ယူခြင်းဝေးရှားတဲ့စနစ်ကိုပြောင်းလဲပါ။ကြီးမားတဲ့ချမ်းသာကြွားမှုကတွတ်ချက်ထားတဲ့အန္တရာယ်တွေကိုရဲရဲဝံ့ဝံ့ယူခြင်းကလည်းဝေးပါလာတာပါ။ကြီးပွားရေးစတင်တာပဲဖြစ်ဖြစ် ဇတော်ဈေးကွက်မှာယင်းနီးမြုံနေတာပဲဖြစ်ဖြစ်ကြာရှုံးနိုင်ခြင်းကိုလက်ခံပြီးရှေ့ဆက်ဖို့လိုပါတယ်။လူများစုကတော့လုံခြုံတဲ့လစားလုံခြုံတဲ့အလုပ်ကိုပဲနှိမ့်သက်ပြီးအပြောင်းလဲနဲ့ကြာရှုံးမှုကိုကြောက်ရွံ့လာကြောင်းပုံမူကြီးမားတဲ့အခွင့်အလမ်းတွေကိုလက်လွတ်လိုက်ရပါတယ်။နှစ်ဖြူဟာကြတဲ့ချင်းကပ်ပုံအာနေခြင်းချမ်းသာမှုဆိုတာမတော်တဆအကန့်ကောင်းလို့ရတာမဟုတ်ပဲရေရှည်ပန်းနိုင်တဲ့စနစ်တကြစီမံခန့်ခွဲမှုရဲ့ရလဲဖြစ်ပါတယ်။ရှင်းလင်းတဲ့ပန်းနိုင်မတတ်မှတ်ခြင်းငါချမ်းသာခြင်းနဲ့ဆိုတဲ့ဆန္ဒလောင်တဲ့ မလုံးတော့ပါဘူးဘယ်ချိန်မှာဘလောက်ပမာဏကိုဘလို့နီးလန့်နဲ့ရယူမယ်ဆိုတဲ့တိကျတဲ့ငွေကြေးပန်းနိုင်တွေချမှတ်ဖို့လိုအပ်ပါတယ်ပန်းနိုင်မရှိရင်ဘလို့လုံးရမယ်ဆိုတာကိုလည်းလမ်းညွှန်ပေးမယ်စီမံချက်လည်းရှိလာမှာမဟုတ်ပါဘူးအချိန်ကိုငွေနဲ့လဲလဲနေခြင်းကိုရပ်ပါလူများစုကသူတို့ရဲ့အချင်းကို လာစားနဲ့လဲလဲနေကြပါတယ်။တရက်ရှင်နာကြီးလောက်အားနဲ့ရတဲ့ငွေပမာဏကကန့်သက်ချက်ရှိပါတယ်။ ချမ်းသာတဲ့သူတွေကတော့ပိုင်းဆိုင်မှုတွေစနစ်တွေဒါမှမဟုတ်အခြားလူတွေရဲ့အခြေအနေကိုပါအတုံးချပြီးသူတို့အတွက်ဝင်ငွေရှာပေးနိုင်မယ်ဝင်ငွေလမ်းကြောင်းများစွာကိုဖန်တီးကြပါတယ်သူတို့ဟာကိုယ်တိုင်လုံအားနဲ့ရှာဖို့ရတဲ့ပုံစံကနေစနစ်ကိုတိဆောက်ပြီးစနစ်ကငွေရှာပေးတဲ့ပုံစံကိုပူပြောင်းနိုင်ခဲ့ကြပါတယ်စိတ်ဆွမ်းအားနဲ့လက်တွေ့လှုပ်ဆောင်ခြင်းအောင်မြင်မှုရဲ့စွမ်းအားကြီးရဲ့လိုအပ်ချက်မိတ်ဆွေတို့ရဲ့ဘဝမှာကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖန်တီးနိုင်မှုစိတ်ရဲ့စွမ်းအားဘလောက်ရေးကြည်တယ်လဲဆိုတာကိုလည်းနားလည်ထား တယ်။ဆွဲအားနေရာမှာကိုအတုံးချခြင်းလူများစုမှားယွင်းတတ်တာဟာငွေလိုချင်တယ်လို့စိတ်ကူးရင်ယုံနဲ့မလုံလောက်တာပါပဲ။ငွေမရှိဘူးလို့တွေးမိတာနဲ့တင်းရဲစိတ်ကငွေမရှိခြင်းကိုပဲဆွဲဆောင်နေမှာပါ။အောင်မြင်ချမ်းသာမှုကိုစိတ်ကူးရင်ပြီးပိုင်ဆိုင်ထားတယ်လို့ခံစားနေမယ်ဆိုရင်ဒီပိုင်ဆိုင်မှုတွေဟာမိတ်ဆွေတို့မိတ်ဆွေစီကိုရောက်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဆွဲအားနေရာမှာစနစ်တကျအတုံးချဖို့အောက်ပါအတုံးချဖို့နိုင်တာရပါမယ်။ကြည့်တောင်းဆိုပါတိကြတဲ့ပန်းနိုင်ကိုတတ်မှတ် ဥပမာ၅တိနှစ်အတွင်းဒေါ်လာ3သိန်းဝင်ငွေရှိတဲ့စီးပွားရေးတစ်ခုကိုစတင်တည်ထောင်နိုင်မယ်။နှစ်ယုံကြည်ပါ။တင်တောင်းဆိုတဲ့အရာဟာဖြစ်လာလိမ့်မယ်လို့အပြည့်အဝယုံကြည်ပါ။စိတ်ထဲမှာတန်တရားလုံးဝမထားပါနဲ့။မိတ်ဆွေလူချင်းတဲ့အရာကိုဝါဆိုင်ထားသလိုစိတ်ထဲမှာအာယုံ၅ပါးစလုံးနဲ့ခံစားပါ။ဥပမာလှပတဲ့ကားကိုမောင်းနေတဲ့ပုံစံကိုမျက်စိတည်းမြင်ရမှာ။၃လက်ခံမှာမိတ်ဆွေရဲ့ပန်းလိုက်ကိုအမှန်တကယ်လက်ခံဖို့အတွက်အစဉ်အသင့်ပြင်ဆင်ထားပါ။ခွင်လန်းတွေပေါ်လာတဲ့အခါတက်ကြွစွာလှုပ်ရှားဆောင်ရွက်ပါ။ ပြင်းပြတဲ့ဆန္ဒနဲ့လက်တွေ့လုံဆောင်ခြင်းအဆင့်60စီးစဉ်ဥစ္စာကိုဖန်တီးဖို့ဆိုရင်ပတ်စံအတွက်တီးတန့်ယူရထားတဲ့စိတ်ရှိဖို့လိုအပ်ပါတယ်။တပမာဏတတိကြကြသတ်မှတ်ပါ။ငါချမ်းသာခြင်းတယ်လို့မတွေးပဲဒေါ်လာ2သိန်းပိုင်ဆိုင်ရမယ်လို့ပမာဏနဲ့သတ်မှတ်ပါ။နှစ်ဘာနဲ့လဲလဲမလဲစဉ်းစားပါ။ဒီပမာဏကိုရဖို့အတွက်မိတ်ဆွေရဲ့အချင်းအားထုတ်မှုကြွမ်းကျင်မှုဒါမှမဟုတ်ဝန်ဆောင်မှုဘာတွေကိုပေးဆက်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါ။ သုံးရက်စွဲသတ်မှတ်ပါပမာဏကိုဘယ်နည်းရမှာရရှိစေရမလဲဆိုတာကိုတိကျတဲ့ရက်စွဲတစ်ခုသတ်မှတ်ပါ၄အစီအစဉ်ရေးဆွဲပါဗန်းနိုင်ရောက်ဖို့လက်တွေ့ကြတဲ့အစီအစဉ်တစ်ခုကိုချက်ချင်းစတင်ရေးဆွဲပြီးစတင်အလုပ်လုပ်ဖို့အသင့်ဖြစ်နေပါစေ၅ရေးတာပါအထက်ပါ၄ချက်စလုံးကို စာရွက်ပေါ်မှာပုံသေးနည်းတစ်ခုလိုရေးတာပါ6နေ့တိုင်းဖတ်ပါရေးထားတဲ့အချက်တွေကိုမနှက်အရာထားတာနဲ့ညအရာမဝင်ခင်မှာအတန်ထွက်ပြီးကြဲကြဲလောင်းလောင်းဖတ်ပါ အဲ့ဒီပန်းနိုင်ဟာအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ရင်ထဲကနေခန်းစားရတဲ့အထိယုံကြည်ပြီးပါပါလက်တွေ့ပေါ်မှာဘလို့ငွေရှာမလဲဥပမာဖဏ္ဍဆိုင်ဖွင့်ခြင်းလေဆိုပါစို့စိတ်ကူးရင်ချင်းတငါရဲ့ဖဏ္ဍဆိုင်ဟာဒီနေ့အတွင်းဒေါ်လာ2သိန်းဝင်ငွေရရှိပြီးအအောင်မြင်ဆုံးဆိုင်ဖြစ်ရမယ်နှစ်ငါဆိုင်ဟာအောင်မြင်နေပြီဖောက်သည်တွေအမြဲစီကနေတယ်နေ့တိုင်းစိတ်ထဲကနေမြင်အောင်ပြီးခန်းစားပါ ုံးစိတ်ထဲမှာအောင်မြင်မှုကိုခံစားနေရတဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့ဖို့ဆိုင်နေရာကောင်းရှာဖို့ဖက်နှက်ဒီဇိုင်းတွေထုတ်ဖို့စတဲ့အခွင့်အလမ်းတွေဟာတင်စီကိုတဖြည်းဖြည်းရောက်ရှိလာပါလိမ့်မယ်။လက်တွေလှုပ်ဆောင်ခြင်း60ပမာဏရက်စွဲဒေါ်လာ2သိန်းကို2026ခုနှစ်ဒီဇင်ဘာ31ရက်နေ့တွင်ရရှိစေရမယ်။လဲလှယ်ရမယ်အရာဖက်နှက်ဒီဇိုင်းဆွဲတဲ့ကြံ့ကျင်မှုဖောက်တဲ့တွေကိုပေးမယ်။ဝန်ဆောင်မှုကောင်းတဲ့တစ်နေ့ကိုအနည်းဆုံး၈နာရီအလုပ်လုပ်မယ်အချင်း။ အစီအစဉ်2026ဇန်နဝါရီလတရက်နေ့မှာဖနက်ဒီဇိုင်းဆေးမျိုးကိုရေးဆွဲမယ်။2026မတ်လမှာယင်းနှိမ့်မြုံနံသူ9ရောက်ကိုချိန်ကပ်မယ်။2026စက်တင်ဘာလမှာဇန်ကိုစတင်ဖွင့်လှစ်မယ်။စသဖြင့်ဒီကြတဲ့နေ့ရက်လနဲ့ပမာဏတွေနဲ့အသေးစိတ်ရေးဆွဲပါ။ဒီစဉ်လှုပ်ဆောင်မှုမိတ်ဆွေရေးထားတဲ့အစီအစဉ်တွေကိုနေ့စဉ်မပြတ်ဖတ်ပါ။စိတ်ထဲမှာအဒီပန်းနိုင်အောင်ဖြစ်ကိုဖြစ်ရမယ်လို့ခိုင်မာတဲ့ယုံကြည်ချက်ကိုတည်ဆောက်ပါ။ ကြောက်စိတ်ကိုလွှမ်းမိုးခြင်းအောင်မြင်မှုရဲ့နောက်ဆုံးတကားအကြောက်တရားဟာတစ်အောင်မြင်မှုရဲ့ခရီးမှာအကြီးမားဆုံးဉာဏ်တော့ပါမဖြစ်နိုင်ပါဘူးငါ့အတွက်မဟုတ်ပါဘူးဆိုတဲ့အတွေးတွေကတင်ကိုနောက်ပြန်ဆွဲနေတာပါဒီလိုကြောက်စိတ်တွေကိုကြော်လွားဖို့အကောင်းဆုံးနည်းလမ်းကတော့ချက်ချင်းစတင်လှုပ်ဆောင်ခြင်းပါပဲအသေးမွှားကစားပါကြီးမားတဲ့အစီအစဉ်တစ်ခုလုံးကိုချက်ချင်းမလုပ်နိုင်ရင်တော့အသေးဆုံးအရာတစ်ခုကနေစတင်ပါဥပမာစီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်တအုပ်ကိုခုပဲစာဖတ်ပါဖြစ်နိုင်ဘူးဆိုတဲ့အတွေ့ကိုဖြစ်နိုင်ပါတယ်လို့ပြောပါ အနှုတ်သဘောဆောင်တဲ့အတွေးပေါ်လာတိုင်းငါဒါကိုလုံနိုင်ချွန်ရှိရယ်ငါရဲ့ပန်းနိုင်ဟာလက်တွေဖြစ်လာလိမ့်မယ်လို့အစားထိုးပြီးချက်ချင်းပြန်တွေးပါလုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်ထားကိုမွေးမြူပါအောင်မြင်မှုဟာကံကောင်းခြင်းတသက်မဟုတ်ပါဘူးဒါဟာခိုင်မာတဲ့စိတ်ဓာတ်မဆုံမနစ်စူးစမ်းအားထုတ်မှုနဲ့ဉာဏ်ပညာပေါင်းစပ်မှုရဲ့ရလဒ်ပါအဓိကအချက်ကစိတ်ကူးရင်းရုံတသက်မဟုတ်ပဲလက်တွေလှုပ်ဆောင်ခြင်းပါအတွေ့ကအစားပဲရှိသေးတယ်တင့်စိတ်ကဗန်းနိုင်ကိုမြင်အောင်ပြီးမယ်ခွန်အားရပြီးမယ်ဒါပြီးမယ်နောက်ဆုံးမှာတော့တင်ကိုယ်တိုင်မဲ့လက်လန့်ပြီးယူရမှာပါ အောင်မြင်ခြင်းရဲ့ပုံသင်နည်းဟာယူရှင်ပါတယ်။ရှင်းလင်းတဲ့ရည်မှန်းရည်ရွယ်ချက်ခိုင်မာတဲ့ယုံကြည်ချက်စီကံရှိတဲ့လှုပ်ဆောင်မှုတားမရတဲ့အောင်မြင်မှုသင်ရဲ့ပန်းတိုင်းကိုတိတိကျကျပြန်လည်သတ်မှတ်ပြီးအဲ့ဒီပန်းတိုင်းအတွက်လက်တွေ့ကြတဲ့ခြေလန်းတလန်းကိုအခုပဲလှမ်းလိုက်ပါ။မိတ်ဆွေဟာကိုယ်ပိုင်ဘဝကိုကိုယ်တိုင်ပုံဖော်နိုင်တဲ့အစွမ်းရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာကိုယုံကြည်လိုက်ပါ။ဒါဆိုရင်မိတ်ဆွေလိုချင်တဲ့စီးစိမ်ဥစ္စာနဲ့ဘောကြွယ်ဝမှုဟာမိတ်ဆွေစီကိုရောက်လာပါလိမ့်မယ်။